တခါမှမြတ်စွာဘုရားတာဝိတိမျိုးဇေတွန်းအကြောင်းမှသတင်းသုံးတော့မြတ်စွာဘုရားစီကိုတခါတယောက်ကနော်မယောင်မလဲနဲ့ရောက်လာတယ်မျက်နာလည်းမตาမရနဲ့နော်အဲ့လိုညှို့ညွတ်ငယ်ငယ်နဲ့မตาမရနဲ့ရောက်လာတော့မြတ်စွာဘုရားတနာကျင်တာတော်မူတော့မေးတာပေါ့ဘလို့ဖြစ်လာတာတော့မျက်နာလည်းမตาမရနဲ့ပေါ့နော်အဲ့တော့အဲ့ဒီတခါကြီးကပြောဆိုမြတ်စွာဘုရားတဲ့တပည့်တော်ရဲ့နော်တူဦးရီတော်ตาလေးဆုံးသွားလို့အဲ့ဒါတပည့်တော်မှာနေ့စဉ်နဲ့အမျှ နော်ငိုကြွေးရင်းနဲ့ပဲအချိန်ကုန်းနေရတယ်။ဆင်းရဲပင်ပန်းမှုနဲ့ပဲအချိန်ကုန်းနေရတယ်ပေါ့။အဲ့ဒါလို့ရှောက်တော့မြတ်စွာဘုရားကနော်ဧဝမေတံဂါဟပတိဧဝမေတံဂါဟပတိနော်တခါကြီးဒါအဒီတိုင်းပဲဒါအဒီတိုင်းပဲတဲ့စကားကိုနှစ်ခွန်းထပ်ပြောတယ်။ပြီးတော့ဗာဆက်ပြောလို့ဆိုတော့နော်ပိယဇာတိကာဟိဂါဟပတိတောကပရိဒေဝဒုက္ခဒေါမနတုပါယတာပိယပပဝိကာတခါကြီးတဲ့ ောကပရိဒေဝဒုက္ခဒေါမနတဥပါယတာဆိုတယ်နော်စိုးရင်ခြင်းကိုကြွေခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းဆိုတဲ့ဒီတရားတွေဟာပိယဇာတိကချစ်ချင်းလျင်အမွန်အစားရှိတယ်နော်ပိယပပဝိကနော်ချစ်ချင်းကိုအကြောင်းပြုပြီးတော့ဖြစ်ကြတာတဲ့ချစ်ချင်းကိုအကြောင်းပြုပြီးတော့တောကပရိဒေဝဒုက္ခဒေါမနတဥပါယတာတရားတွေဆိုတာဖြစ်လာတာတဲ့အဲ့လိုမျိုးမြတ်စွာဘုရားပြောလိုက်တော့တခါကြီးကလက်တွေ့သူ့စိတ်ထဲမှာ နော်နားလည်မယ်ဆိုရင်လွယ်လွယ်ကူကူနားလည်လို့ရတဲ့အကြောင်းအရာပင်ဖြစ်တော်လဲပဲနော်ဉာဏ်ပညာကအလွန်ကိုနဲတဲ့အတွက်ကြောင့်အဲ့ဒီအမှန်တရားကြီးကိုသူနားမလည်နိုင်ဘူးတကယ်ဆိုရင် तू ချစ်တဲ့သားဆုံးလို့သူ့မှာဒုက္ခရောက်နေတာချစ်ချင်းကြောင့်ဒုက္ခဖြစ်ရတယ်ဆိုတဲ့စကားကိုသူသာပုံမှန်ဉာဏ်ရှိမယ်ဆိုရင်လွယ်လွယ်ကူကူလက်ခံနိုင်တယ်ပေါ့သို့တော့သူ့မှာအဲ့ဒီဉာဏ်မရှိဘူးသူ့ရဲ့အတွေ့အကြုံမှားနေတယ် तू ကဘလို့တွေးတုံဆိုတော့နော်ချစ်ချင်းကြောင့်ဆင်းရဲတယ်ဆိုတာဖြစ်နိုင်မှာဘူးပျက်စီးလို့သာဆင်းရဲသွားတာပေါ့ သူဆက်ပြီးတော့မစင်းသားမိတာကပျက်စီးတိုင်းဆင်းရဲသလားဘေးမှာပျက်စီးနေတာအပုံကြီးပဲလေကိုနဲ့မဆိုင်တော့တော့သူပြက်နေတာပဲကိုစိတ်ထဲဆင်းရဲမှုလားကိုမလားအောင်ဟုတ်လားပျက်စီးလို့ငိုကြွေးငိုကြွေးရတဲ့န်းဆိုလို့ရှိရင်နေတိုင်းငိုနေုံရှိတော့တာပဲပျက်စီးမှုကအချိန်တိုင်းရှိနေတယ်ဟုတ်တယ်မဟုတ်လားလူသေးလို့ငိုတယ်ဆိုရင်နေတိုင်းငိုနေနာရီတိုင်းငိုနေမိနစ်တိုင်းငိုနေမိနစ်တိုင်းသေးနေတာပဲလူတွေဒါပေမဲ့ကိုကိုချစ်တဲ့လူမသေးတော့မငိုဘူးပေါ့ကိုချစ်တဲ့လူသေးမှငိုမှာပေါ့ဟုတ်လား ဲ့လိုလွယ်လွယ်လေးစဉ်းစားနိုင်တာကိုသူ့အတွက်ခက်နေတယ်ပေါ့အဲ့တော့မြတ်စွာဘုရား तू ဟာမြတ်စွာဘုရားတဲ့နော်ချစ်ချင်းကြောင့်ဆင်းရဲရတယ်ပင်ပန်းရတယ်စွန့်ရတယ်ငိုကြွေးရတယ်ဆိုတာမဖြစ်နိုင်ပါဘူးတဲ့တကယ်စင်စစ်ချစ်ချင်းကြောင့်ตายရချင်းကြည်နူးချင်းချမ်းမြေ့ချင်းတွေသာဖြစ်ရတယ်ပေါ့ဟာဒါလည်းပဲအပုံရန်ကြည့်တော့ဟုတ်တယ်လို့လို့ပဲနော်ဒီချစ်ခင်မှုကြောင့်ကြည်ကြည်နူးနူးနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့နေနေကြတာပဲလေနော်ချစ်ချင်းရဲ့အရာတာကိုခံစားပြီးတော့လူလောကကြီးမှာနော်ဒါနဲ့ပဲပျော်နေကြတာပဲများပါတယ်ဟုတ်လား သူကလည်းအဲ့လိုပဲတည်တာ哦အဲ့လိုမျိုး तू ကရှောက်တော်မြတ်စွာဘုရားဘာမှသူ့ကိုမပြောဘူး तू ကလည်းအဲ့ဒါဒကာကြီးကြီးကလည်းခက်ရိုင်းရိုင်းသဘောမျိုးပါပဲဒီတိုင်းပဲထပြန်လာတယ်ထပြန်လာပြီးတော့မလှမကမ်းပါတဲ့မြတ်စွာဘုရား ਨੇ မနီမဝေးလေးမှာနော်လောင်းကစားသမားတွေကကျွေးအံကစားနေတာရှိတယ်ဘဝန်တို့ကျွေးအံကစားတယ်ဆိုတာရှိတယ်နော်အဲ့ဒီကစားနေတဲ့ကစားဝိုင်းသား तू ကရောက်သွားပြီးတော့မြတ်စွာဘုရား ਨੇ သူ ਨੇ ပြောတဲ့စကားတွေကို तू ပြန်ပြောတယ်ရန်ကုန်မှာကချစ်ချင်းကြောင့် စိုးရင်ရတယ်ငိုကြွေးရတယ်ဆင်းရဲရတယ်ပင်ပန်းရတယ်လို့ပြောတာဒါမဖြစ်နိုင်တာကြီးတဲ့ချစ်ချင်းကြောင့်လောကကြီးမှာကြည်နူးရတာตายရတာအဲ့လိုပြောတော့လောင်းကစားသမားတွေကလည်းဟာဟုတ်တာပေါ့ရန်ကုန်ကမှပြောတာတဘာဝမကြဘူးပေါ့နော်သင်ပြောတာတဘာဝကြတယ်အဲ့ဒါတရားစကားတရားနာပြန့်သွားလိုက်တာဒီစကားလေးကဘယ်ထိရောက်သွားတော့ဆိုတော့ကောသလမင်းကြီးရဲ့နန်းတော်ထိရောက်သွား